အရှင်ဖရာသူများအပေါ်မနာလိုစိတ်ထားရင်ဘယ်လိုအကျိုးခံစားရသလဲဖရာတဲ့မြတ်စွာဘုရားလက်ထက်တုန်းကလောတကဒိဋ္ဌအမိရှိတဲ့မထေကြီးတစ်ပါးရှိပါတယ်အဲ့ဒီမထေကြီးဟာဘဝတစ်လျှောက်လုံးမှာအာဟာရကိုဝလျင်စွာမဖုံးပေးရပါဘူးငငက်ပြက်ပြက်နဲ့နေရတာများပါတယ်နောက်ဆုံးပြိဋိဘံသံခန္ဒီနေ့ကျမှအရှင်သာရိပုတ္တရာဤကျေးဇူးကြောင့်စတုမတုကိုဝလျင်စွာဖုံးပေးရပါတယ် ဘာကြောင့်အဲ့ဒီလိုဖြစ်ရတာလဲဆိုရင်ကတ္တပမြတ်စွာဘုရားလက်ထက်မှာကျောင်းထိုင်ဘုန်းကြီးဖြစ်ခဲ့စဉ်တုန်းကသူ့ကျောင်းကိုလာတဲ့အာဂါနုကိုတော်ကိုကျောင်းတက္ကရာမတွေကကြီးညိုလို့ဆိုပြီးကောင်းပေဆိုတဲ့အစားအသောက်တွေထည့်ပေးပါတယ်။အဲ့ဒါကိုမနာလိုစိတ်နဲ့အဲ့ဒီမထေရ်ကိုမကြွေးပဲလမ်းမှာတုံပြစ်ခဲ့ပါတယ်။အဲ့ဒီမထေရ်ဟာယဟန္တာသူတော်ကောင်းကြီးဖြစ်ပါတယ်။ယဟန္တာသူတော်ကောင်းကြီးစားမိဆုံးလေကိုမနာလိုတဲ့စိတ်နဲ့တုံပြစ်ခဲ့တဲ့အကုသိုလ်ကံကြောင့် အဲ့ဒီဘဝကတည်လွန်တဲ့အခါမှာငရဲတို့ကြပြီးငရဲကလွတ်မြောက်တဲ့အခါမှာဘလူဘဝ900ခွေးဘဝ900ဖြစ်ခဲ့ရပါတယ်ဖြစ်တဲ့ဘဝတိုင်းမှာလည်းပဲငက်ငက်ပြက်ပြက်နဲ့ဖြစ်ခဲ့ရပါတယ်ဒါဟာမနာလိုစိတ်ကြောင့်ဖြစ်ပါတယ်เนาะဒါကြောင့်မနာလိုစိတ်ကို မထမ်းမိကြပါစေနဲ့